မြန်မာစစ်တပ်အတွက်မြောက်ကိုရီးယားလို့ဘုံတွေဝယ်ယူတာကြောင့်မြောက်ကိုရီးယားလက်နက်အစီအစဉ်အတွက်ဝင်ငွေရှာနေတဲ့ကွန်ရက်တစ်ခုကိုတန်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်နိုင်ငံကဂျာတာဘရီနီမှာကြေညာလိုက်ပါတယ်။တန်ခတ်ပိတ်ဆို့မှုဟာမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေကိုငွေကြေးရရှိနေမှုဖြတ်တောက်ဖို့နဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာစစ်တပ်ရဲ့ရပ်ဖက်အခြေခံစောင့်တွေကိုရန်တန်းတိုက်ခိုက်နေမှုကိုထောက်ကူနေတဲ့ကုံသွယ်မှုကိုတံပြန်ဖို့ရည်ရွယ်တယ်လို့ အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါရယ်မြန်မာခြေဆိုင်စစ်လက်နက်ဝယ်ယူရေးကုမ္ပဏီ Ryan Shunlet Company Limited နဲ့အရေးပါတဲ့လူပုဂ္ဂိုလ်တွေဖြစ်တဲ့အောင်ကိုကိုဦးကျော်သူမျိုးမြင့်နဲ့တင်မျိုးအောင်တို့ကို တန်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကပြောပါရယ်ပေကျင်းမြို့တော်ခြေဆိုင်မြောက်ကိုရီးယားတပ်တုတူဖော်ရေးလုပ်ငန်း KOMID ကဒုတိယကိုယ်စားလှယ်ကင်ယောင်ဂျူဟာမြန်မာလေတဲ့အတွက်ဘုံမျိုးစံနှစ်ခုနဲ့လေချောင်းစောင့်ကြည့်ဧကရိယာရီရောင်းချဖို့ ရာယန်ရှင်းလက်ကုမ္ပဏီလီမိတက်ကတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ချက်ကပြောပါရယ်အာဆီယံဒေသရှိစီးပွားရေးကွန်ရက်ကတဆင့်ပြည်ပဝင်ငွေတွေကိုခေါ်ဝါချနေတဲ့မြောက်ကိုရီးယားနိုင်ငံသားတူဖြစ်သူနမ်ချိုအွန်ကိုလည်းတန်ခတ်ပိတ်ဆို့ကြောင်းထုတ်ပြန်ချက်ကဖော်ပြပါရယ်မြောက်ကိုရီးယားနိုင်ငံရဲ့တရားမဝင်လက်နက်အစီအစဉ်ဟာအမေရိကန်နဲ့မဟာမိတ်တွေအတွက်တိုက်ရိုက်ချင်းချမှုတစ်ခုဖြစ်ပါတယ်လို့ အကြမ်းဖက်မူဝါဒနဲ့ငွေကြေးထောက်လန်းရေးဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကျွန်ဟာလီကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်မြောက်ကိုရီးယားရဲ့မြန်မာလိုတိုင်းပြည်မျိုးနဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ကုလသမဂ္ဂအဖွဲ့ကစောင့်ကြည့်ခဲ့ပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းမှာအခုလိုပူးပေါင်းဆောင်ရွက်မှုကိုအဆုံးသတ်ဖို့ကြိုးပမ်းခဲ့ပါရယ်အမေရိကန်စိုးရရဲ့ကြိုးပမ်းမှုတွေထဲမှာဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့စစ်ကောင်းဆောင်တွေအုပ်ချုပ်တဲ့ မြန်မာနိုင်ငံကိုဒုံးကျည်ပညာရှင်တွေဆင်လွတ်တာနဲ့ဆင်လက်နက်ထုတ်လုပ်ဖို့ကွန်ပျူတာစီးတွေတင်ပို့တာပါဝင်ပါတယ်